ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ကြည့်ရှုရမယ့်ဗီဒီယိုလေးကဆိုလို့ရှိရင်ကျွန်တော်တို့အခုမြင်နေရတဲ့အမပေါ့နော်အမဆီအမပေါ့နော်ဆိုတော့ဒီဆီအမကိုတွေ့ရဆိုလို့ရှိရင်လူတိုင်းတော့တည်ကြမှာအခုချိန်မှာသူကမြန်မာစတာမတ်တဲ့လူကြီးတယောက်အနေနဲ့ရှက်တည်နေတာပေါ့နော်ဆိုတော့အခုဆိုလို့ရှိရင်သူကတိုင်လူကြီးအဖြစ်ကနေပြန်ပြီးတော့ note ထွက်လိုက်ရတယ်နော် note ထွက်လိုက်ရတယ်ဆိုတော့သူ note ထွက်တဲ့အကြောင်းကိုလည်းကျွန်တော်တို့ အတူတူကြည့်မယ်ပြီးတော့ဘသူကြောင့်နှုတ်ထွက်သွားတယ်ဘာကြောင့်မလို့ဒီမြန်မာစားတိုင်းကနေသူနှုတ်ထွက်သွားတယ်ဆိုတော့အကြောင်းကိုအပြည့်အစုံကျွန်တော်ဒီဗီဒီယိုမှာတင်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဗီဒီယိုတစ်ခါလေးကြည့်လိုက်အောင် Okay ဒီ audition ကနေစကြည့်အောင်နော်မွေးပျော်ရှင်ကြီးရဲ့ကမင်္ဂလာပါအာပါတိုင်းရင်းသားစကားအော်ကကကချင်းဖြစ်ပါတယ်ကချင်းโอเคအော်အင်္ဂလန်နိုင်ဖက်ကန်ဆိုရအိုင်ရဲရဲဆိုရအိုင်မမဟာဟာအဲနမလီ ကျွန်တော်တော့မရှယ်လို့ခေါ်ပါတယ်။ဟာဘယ်လာပြန်လဲ။ကျွန်တော်မြစ်ချင်းနားနေပေါ့တကူတကလာပြန်ခဲ့ရပါ။ And it on a crossroad trying to figure out which way to go. It's like we're stuck on a trail, we running in the same place. You guys are housing like oh now Hoping that somebody will slow down Pray for a miracle Who show your grace Had a couple dollars And a quarter ton of gas A long journey ahead Seen a triple over Cause that ancient to heart is out, yeah He get up a long journey ahead Said it ain't over Oh, even in the mistletoe, light is for the living. Yeah, light is for the living. So live another day. Light is for living again. ဒီအင်္ဂလိပ်တစ်ချင်မှာတော့ခုနကပထမတစ်ချင်တော့ဟိုတော့အမေရဘောနော်အဲ့လိုဖြစ်တယ်ဒါမှမဟုတ်တခြားစဉ်းစားတဲ့ထဲတော့ထည့်ထားပြပါမယ်ဘာလို့လဲဆိုတော့ကျွန်တော်မဖြုတ်လည်းမဖြုတ်ပါဘူးဘာလို့လဲဖြစ်ဖြစ်ပါ ဒါပြန်ပွဲဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကြတော့ဒီရှေ့ရသူတွေကိုလည်းငဲ့ပြီးတော့မှယူရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ waiting list မှာပဲထားချင်ပါတယ်လို့ပြောချင်ပါတယ်။ကဲအဓိကချက်တော့လာပြီနော်အဓိကအဓိကဒီဗီဒီယိုကြည့်နော်ဒီဗီဒီယိုကြည့်သူဘာတွေပြောတော့လဲဆိုတာဒီဟာကြောင့်ဒီဟာကြောင့်နော်အဓိကတော့သူတရားခံတော့ဒီဒီလူပဲ။嗯，说明今天为呃我。 မနေ့ကဆိုလင်းပြန်တော့နောက်ချသွားအောင်เนาะကျွန်တော်လင်းပြန်အဲအောင်အဲဆိုရင်အဝေးကလာတာမဟုတ်လို့လိုအပ်ချက်တွေရှိလဲကျွန်တော်တို့ကတင်ပေးရမယ်ဆိုတဲ့သဘောလားရှင်မဟုတ်စနားလဲကျွန်တော် fiber break ကတင်တက်ထည့်ရပါတော့ဒါဒါမဲ့အာကျွန်မကအကြံပြုပေးရမယ့်သူဆိုတော့အကြံပြုပေးမယ်เนาะ fiber break ကအဲတည်တတ်ရမယ်အကိုကိုတိုင်း record လုပ်ပြီးပြန်နာထောင်ကြည့်ပေါ့နော်အခုဒီနေ့ဆိုရလဲမကောင်းမဟုတ်ကောင်းတယ်ဒါပေမဲ့အကွန်လေးတွေအဲ ီအောင်မလုပ်နိုင်တာလေးရှိရဲ့ဒါကျမပြောပြလို့ကျမမုန်းချင်လဲမုန်းလို့ရတယ်ကောင်းဖို့အတွက်ကျမပြောပြတာနော်ဘိုင်ဘရိတ်လောက်တာတွေကလည်းကျမနားထဲမှာတော့တော်တော်လိုအပ်နေသေးတယ်ရှင်ဟုတ်ကဲ့ဒီအမတွေကကျွန်တော် respect ရှိပြီးသားပါကျွန်တော် a chance တစ်ခုလောက်ပေးခိုင်းစီရှင်မှာတော့ကျွန်တော် vibrate ကိုတင်တဲ့ထည့်ပြီးဆိုတာပါနော်အဲ့ဒါတချင်ကတော့ပြင်သားအပုတ်တရားမကအများကြီးကျွန်တော် ကျွန်လုပ်ထားပါတယ်နော်ဒီချင်းမဲမို့ထိုင်းနေချင်းရောအခုပြောချင်တာကျွန်တော်အကောင်းဆုံးပြင်ဆင်တဲ့ဥစ္စာလဲโอเคကျွန်မပြောတာခဏလောက်နားထောင်နော်ကြံပြန်တွေ့ရလဲမဟုတ်ဘူးဒီမှာပြန်ဝင်နေအများကြီးရှိကြတယ်အဝေးကလာတာနားလေတယ်ဒီမှာတချို့ဆိုနီးနီးရလာတယ်ဆိုရင်သူတို့ရဲ့ အဲတချို့ဆိုရင်တက်စီမောင်းတာတချို့ဆိုရင်စိတ်ယုံစင်းတာတို့ရဲ့နေစားကားတွေဖြတ်ပြီးလာတာရှိတယ်။နီးတယ်ဆိုရင်မဲ့တို့ရဲ့အခက်ခဲတွေကတော်တော်အခက်ခဲချင်းမတူကြဘူး။ဘဝချင်းတွေမတူကြဘူး။မင်းကြီးနားတွေလာတာနားလေတယ်ကျမလည်း။ဒါမဲ့ဟိုနောက်တစ်ဆင့်ဟိုအားဆိုလို့ရှိရင် okay အဲဒီဆင်စားပေးခိုင်းစေကျေးဇူးပြုပါဟုတ်ဒီဗီဒီယိုကလစ်တင်တဲ့အခါမှာပရိသတ်တွေကိုထပ်ပြီးဆုံးဖြတ်ခိုင်းကြည့်မယ်ဆိုရင်ရော။အော်ကျေနပ်ပါတယ်။ Okay ကျွန်တော် မန္တန်ပြောရင်ဒီအင်္ဂလိပ်ချင်းတရုတ်ချင်းအကုန်လုံးတချင်းနေအားလုံးကိုကျွန်တော် Okay 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 ဟုတ်ပြီဟုတ်ပြီအခုပြန်ဝင်ဆိုထားတဲ့နှစ်ပုတ်စလုံးကိုနှစ်ပုတ်မဟုတ်ဒီနောက်တစ်ပုတ်ကိုပေါ့နော်ဒီအီတချင်းအီဆောင်လေးကိုပေါ့နော်အဲ Facebook မှာတင်လိုက်ပါမယ်အကျန်ပြိသက်တွေဆုံးဖြတ်ပေးတဲ့အတန်ကိုအဲပြောတဲ့ဥစ္စာနေနောက်တစ်ဆင့်ကိုတက်လိုက်ပါနော်ပြိသက်တွေကတက်လိုက်ပါတက်လိုက်ပါဆိုလို့ရှိရင်တက်လိုက်ပါအကျန်ကျမတို့ပြန်ဆက်တွေ့ပါမယ်နော်နားလည်ပါတယ်ပြန်မဝင်ရခန်းစားချက်ကိုလည်းသဘောပေါက်ပါတယ်အဝေးကနေလာခဲ့ရတာဆိုတော့လေစဉ်းစားပါမယ်လို့ နော်တနားရခွဲကလေးဆောင်းတယ်ကျွန်တော်ကတော့အခုကလည်းဟိုအဆုံးစွန်ဒီပြောတာမဟုတ်လေကျွန်တော်တို့ကြာတော့ဖြုတ်လိုက်တယ်လို့မပြောဘူးသိရမလားဘနနာဘနနာတော့တွားတရီရတနားရခွဲနေဆောင်းတယ်အေးဘေးဘေးဘကဝတနာစရောလေမဖြုတ်ဘူးစဉ်းစားမဲ့အထဲကိုထည့်ထားရဆိုကြပြိတ္တအပင်မှုရရင်တော့ဆက်သွားရမယ်တဲ့ပေါ့ပဲအဓိကကတော့ Okay ဆိုရင်ကျွန်တော် welcome ဘိုင်ဘရိတ်ကလည်းတင်တတ်သေးတယ်ဆိုလဲဒါတက္ကနီပေါ့နော်အဲ့လိုပဲကျွန်တော်ပြောစေနေတက္ကနလော့ဂျီတက္ကနလော့ဂျီတက္ကနလော့ဂျီဘိုင်စပရိတ်ကလည်းတော့ချက်တက်စတော့တော်ပြီဟိကောင်းဆုံးတစ်ပြည့်ရှိမှလည်းနော်ကျေးဇူးပဲနော် Okay Okay အဲကျွန်တော်နောက်ဗီဒီယိုမှာကြည့်ခင်းလေးမှာကျွန်တော်နည်းနည်းပြောချင်တာပါတယ်ဆိုတော့လူတွေကလေတချို့လူတွေက ုရဲ့ဖြစ်တည်မှုကိုနားမလဲကြအောင်နော်ကိုရဲ့ဖြစ်တည်မှုကိုနားမလဲတာထက်ကိုရဲ့ဖြစ်တည်မှုကိုဝေမခံရဲဘူးဘောနော်ကိုရဲ့ဖြစ်တည်မှုကိုဝေမခံရဲဘူးနော်ကိုကိုတိတဲ့ထက်ဘေးနာကကိုကဘာဖြစ်နေလဲဆိုတော့ဘေးနာကပိုတိတယ်နော်အဲ့ဒါလေးကိုလည်းကျွန်တော်ပြောချင်တယ်ကွာဒီအကိုကြီးကဆိုရတော့ကောင်းပါတယ်တော့ပါတယ်နော်ဒါပေမဲ့သုတ်တတ်ပါတယ်သုတ်တတ်ပါတယ် ဒါပေမဲ့သူဆိုသွားတဲ့ဆိုဟန်ဆိုနီဘောနော်အနေအကွေဆိုပါတော့တကယ်တချင်းမဆိုတဲ့တောင်မှနားထောင်ရင်တည်တယ်နော်သူဘလို့ဆိုသွားတယ်ဆိုတာကျွန်တော်တို့ရှိရှိဝေးဝေးတော့မပြောတော့ပါဘူးနော်တကယ်တမ်းဆိုလို့ရှိရင်ကျွန်တော်လည်းကျွန်တော်လည်းဒိုင်တူကြီးတယောက်ဆိုလို့ရှိရင်တော့နော်သူ့ထက်တော်တဲ့သူ့ထက်တော်တဲ့သူရှိနေသူ့ကိုကျွန်တော်ရွေးမှာမဟုတ်ဘူး तू อ่ะလောလောလောနဲ့ဆိုသွားတာเนาะ ပြီးတော့သူဆိုသွားတဲ့တချင်းမှာဘာမှမလက်မရှိဘူးခံစားချက်လက်မရှိဘူးလို့တော့ကျွန်တော်မြင်တယ်ဆိုတော့ဘာပဲဖြစ်ကျွန်တော်လည်းကျွန်တော်လည်းဒိုင်လူကြီးတယောက်ဆိုလို့ချင်းကျွန်တော်လည်းတိတ်အဆင်မပြေဘူးเนาะโอเคဆိုတော့အမြမစတာကဒိုင်လူကြီးဖြစ်တဲ့မဆူပေါ့เนาะအရင်တော့ကျွန်တော်ကျော်ကြီးလို့ပြောတယ်ဒီနေ့တော့မဆူလို့ပဲပြောရမယ်เนาะမဆူအခုဆိုလို့ချင်းသူ not note ထွက်လိုက်ရပြီတဲ့เนาะ ဆိုတော့သူဘာဖြစ်လို့ note ထွက်လိုက်ရတယ်လဲဆိုတော့အကြောင်းကိုလည်းကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်ရအောင်နော်ဒီ master မှာ jazz အနေနဲ့ဆက်မလုပ်တော့တဲ့အကြောင်းလေးကိုပြောပါပါอืมနောက်ပြီးတော့ဒီနေ့တင်လိုက်တဲ့ video ပေါ့အချင်းပြင်းနယ်ကမြကြီးနားပြန်မဝင်အမျိုးသားတယောက်ပေါ့နော်အဲ့ဒီပြန်မဝင်ကပထမဆုံးကျမတို့မြန်မာချင်းဆိုပြတာကျမတို့တော့ဘယ်သူမှမဆိုခေါ်ခြင်းလေอืมကျမတို့လူတယောက်ကိုခေါ်ခြင်းပြီးဆိုရင် အဝင်တယောက်ခေါ်ခြင်းမေးဆိုလို့ရှိရင် limit နဲ့ပေးထားတာကျမတို့ကိုလေလူအများကြီးမခေါ်ရဘူးနေ့လူခေါ်တာများနေပြီအများကြီးမခေါ်ရအောင်ဆိုပြီးတော့ပြောထားရှိတယ်ကျမတို့ကလေကြိုးပိုင်ခံရတယ်ကျမတို့ကလည်းလက်ခုမရှိဘူးဖြစ်နေကျမတို့အကုန်လုံးခေါ်ခြင်းလာအဲ့တော့ကိုအောင်ကိုနဲ့ပြောရအကောင်ကညီမအဒီတယောက်ကိုတော့အဲ waiting list ထားလိုက်တော့ခေါ်တာများရင်ကိုတို့လည်းအဆင်ပြေလောက်ဘူးထင်တယ်ပေါ့ကျမတို့ limit ပေးထားတာအောင်เนาะအဲ့ဒီကြားထဲကနေကျမတို့က ခါကျရင်10ယောက်10ယောက်လောက်ပဲခေါ်ခိုင်းတာကျမတို့ဒီကြားထဲ13ယောက်လောက်ခေါ်ရင်ခေါ်ပလိုက်ပေါ့ဒါကျမတို့စီရင်တာပေါ့နော်အစင်းနာဆောင်ရောင်းပြဟပ်ပါတယ်ဒါကမြန်မာစတားကနေမလောက်တော့လို့ကျွန်မတို့ကအဲကျွန်မကဒီရောင်းနေပြန်ပြောရလဲမဟုတ်ဘူးအဲ့လိုဆိုတော့ပြမရှင်တပုတ်ဆိုတာက तू ကအစင်းအရမ်းမပြေဘူးမပြေဘူးဆိုတော့ तू အကုန်လေးတွေဒီကမပြေတာပေါ့နော်ပြီးတော့ကျွန်မတို့က အဲ့တော့ waiting list ထားမယ်တဲ့ကိုအောင်ကအဲ့ဆိုအဲ့ဆိုကိုထားလိုက်လို့ဆိုပါနဲ့နောက်တော့ तू ကလည်းတခါလေး yes ရချင်တယ် yes ရချင်တယ်နဲ့ထင်ပါတယ်အဲ့တော့ကဲဆိုဆိုဆိုလို့ဆိုတော့အဲ့ဒီ video ထဲမှာကျတော့ကျမကသူ့ကိုစကားလူပြောတဲ့ပုံစံဖြစ်အောင် edit လုပ်ထားရချင်တယ်ကျမကတော့မကြည့်ချင်လို့အဲ့ဒါမကြည့်တော့ကြော်ဝါပလိုက်တယ်ပေါ့နော်အဲတကယ်ကြီးပြင်မကကျတော့အဲ့ဒီနေရာချပြင်မဝင်နေတက်တည်ရှိမယ်ထင်တယ် အာတကယ်ပြမှာကျတော့ပြန်မဝင်ကဒါ तू လည်းတက်ချင်လို့ तू ကိုဒီပြောတာလုံးဝနားမထောင်ကိုဒီပေးတဲ့ comment တော့ तू လုံးဝဆုံးအောင်နားမထောင်ကိုဒီကိုပဲနင်းပြောတာအဲ့တော့ကိုကလည်းနောက်ကျတော့နည်းနည်း aggressive နည်းနည်းလေးဖြစ်လာတဲ့အခါကျတော့မဟုတ်ဘူးချားပြင်မွေးနေမှာလည်းခက်ခဲအများကြီးရှိရယ်လာမယ်နော်ဆုံးတီနားထောင်ပြန်ခက်ခဲအများကြီးရှိရယ်အဲ့တော့ကျမတို့ကလည်းဖြုတ်တာမဟုတ်ဘူး winning list ကိုထားမှာခေါ်ခေါ်လိုက်ရင်ပြီးနေပြီဒါမဲ့လည်းနောက်မှလည်းကျမကဒီ founder နဲ့စကားချေတယ်မပြောချင်တော့ဘူးအဲ့လိုဆိုတော့ အာနဲ့ तू ကလည်းမပြီးဘူး तू तू ရေပဲကျွန်တော်တို့ကိုလွှတ်နေတာဒီပြန်မဝင်ကပဲကျွန်တော်တို့ကို तू तू အပြစ်တင်တာမဟုတ်ဘူးเนาะ तू မှအပြစ်မရှိပါဘူး तू ပြိုင်ချင်တယ်တက်ချင်တယ်ရချင်တယ်နားလေတယ်တက်ရမယ်เนาะအဲ့တော့အဲ့ဒီနေ့မှာကျွန်မသူ့ကိုပြောလိုက်တဲ့စကားနှလုံးသုံးလုံးထပ်ကို तू ပြောတာအများကြီးပဲ तू အရင်ကျွန်မတို့နှစ်ယောက်စလုံးကိုကွန်မန့်ပေးမမှန်တာအဲမှန်ကယ်လဲအဲ့ဒီပြိုင်မဝင်ကိုကျွန်မတို့ကနှစ်ပုတ်ဆူခိုင်းတာမြမသချင်းဝင်တော့မြမစတားက तू ကတေးဆရာစီကခွင့်ခွင့်ယူသွားမှာပတ်စံကုန်မှာဆိုလို့ထင်တဲ့ င်္ဂလိပ်အင်္ဂလိပ်သင်မတင်လိုက်တယ်မြန်မာသင်တော့ဆိုပို့လို့အဆင်မပြေဘူးအဲ့တော့အကိတင်လိုက်လို့ရှင်လဲရှင်တို့ကျမကိုဆဲအောင်မမလားဆိုတော့ဒါကျမကခန်းစားနေရလို့လဲ live လင်တာမဟုတ်ဘူးအဲဒါပြော့ပြတာเนาะအဲ့တော့အဲအဲ့တော့ဘလို့ဖြစ်မလဲဆိုတော့အဲ့နေရအဆိုဖောင်တာကိုပဲနှောင်းခေါ်လိုက်တကယ်အဲ့အဆိုအကိုဒီကိစ္စကိုပဲရှင်းလိုက်တော့ဘာဆိုကျမတို့လည်းပြောလို့မရတော့ဘူးပြန်မဝင်ဘက်ကအရန်တူးပြီးပြောနေပြီအဲ့တော့ကျမတို့သူ့လည်း သူ့ပြောလာရင်ရှင်ခါရရင်ကျွန်တော်ကျွန်တော်ကငယ်တဲ့လူဆိုတော့ကျွန်တော်စကားပြောမိတော့အမပါသွားလို့ရှင်အဆင်မပြေတော့ကိုပဲပြောလိုက်တော့ဆိုတော့ဖောင်နာကိုလည်းနောက်စကားပြောဒီဗီဒီယိုတင်ပြီးတော့ပြည်သက်တွေလက်ခံတယ်ဆိုရင် yes ပေးပြီးရင်တင်လိုက်မယ်ဆိုအခုတက်ပါစေနောက်တစ်ဆင့်အောင်ဆူတောင်းပေးရနောက်ပြီးတော့အပြုံးတဲ့ကိစ္စပြုံးအပြုံးတဲ့တုန်းကကျွန်တော်ကျွန်တော်ကအပြုံးကိုတကယ်မသိဘူးမသိဘူးလို့ပြောလို့ကျွန်တော်ကိုအပြုံးဖန်နေလာစဲလဲကျွန်တော် မတတ်နိုင်ပါဘူးကျွန်တော်ကလည်းလူတိုင်းမသိလို့ကျွန်တော်လည်းလူတိုင်းမသိနိုင်ဘူးအမျက်ကတော့သိတယ်အမျက်ကဟိုးတုံးနဲ့တက်တော့ဆော့လာဆိုတော့ကျွန်တော်တက်တော့သုံးခဲ့တဲ့အချိန်တော့အမျက်ကအရင်ဗီဒီယိုတွေမှာဟော့ခဲ့တာဆိုတော့အမျက်ကတော့သိတယ်ပြောုံတော့မသိဘူးအပြုံးကိစ္စကလည်းဖြစ်နိုင်တော့တဲ့အပြုံးကိုလည်းနောက်ဆက်ခေါ်ကြည့်နေတယ်တဲ့သူတို့ဘက်က request လာလုပ်တယ် founder ဘက်ကအဲ့တော့ကျမရှေ့နောက်ကြည့်လိုက်တယ်ဒါမှမဟုတ်တော့ပြောတယ်ညီမသဘောပါဆိုရင်ရှေ့နောက်ကြည့်လိုက်တဲ့ခါကျတော့အကယ်၍အော်သူတို့ခေါ်ခိုင်းတာအောင်မှငါမခေါ်ပြီးလိုက်လို့ရှိရင်ငါနဲ့ဒီညီမ star တင်တဲ့ ရှော့ရိုက်သွားနိုင်လားပေါ့နော်အဲ့လိုဆိုတွေးပြီးတော့အဲ့တော့ကိုအောင်ကိုအောင်ကိုကြီးလို့ညီမတို့ဒီတယောက်ခေါ်ပေးရမလို့ပြောနေရဲဆိုတော့အပြောကကျမတို့တင်တာမဟုတ်ပါဘူးညီမစတားကတင်တာပါโอเคကျမဒီ live ကိုမဖြတ်ဘူးအဲ့ဆိုကျမလည်းညီမစတားမှမလုပ်တော့ဘူး။ဘာကြောင့်ဒီလိုပေါက်ပြီး live လွှင့်ရလဲဆိုတော့အဲ့ဒီကချင်ကပြန်ပိုးဝင်ကောင်းလေးပေါ့နော်အမျိုးသားပြန်ပိုးဝင်မောင်လေးအမအားပေးနေပါတယ်။အဲ့ဒီပြန်ပိုးဝင်ကောင်းလေးကိစ္စကိုလည်းကျွန်တော်ပြောရတယ်။အကိုကျွန်တော်အဆဲမခံနိုင်တော့ဘူးနော်။ဒီ video တင်မယ်ဆိုလို့ရှင်လဲအကိုကျွန်တော်တို့နှစ်ပုတ်ပြီးဆိုရဲဆိုတော့လည်းတင်ပါ တက်နိုင်သမျှ judge တွေကိုအကို product လုတ်ပေးပါနော်တက်နိုင်သမျှ judge တွေကို product လုတ်ပေးပါဘာလို့ဆိုတော့ကျွန်တော်အကိုတို့မြန်မာ star နဲ့ပတ်သက်ပြီးလုတ်ပေးခဲ့တဲ့ຢာတွေအများကြီးနော်ကျွန်တော်ငွေကြီးမတော့ဘူးသူတို့တရားပေးလာကျွန်တော်တရားကြောမကောက်ဘူးကုန်ပြီးတော့အဲကျွန်တော်သွားလာလာနေရတာကျွန်တော်ဟိုတယ်မှာငှားပြီးနေတာဘာလို့ဆိုတော့ကျွန်တော်ရေကုန်မှာမနေဖြစ်ဘူးဆိုတော့အဲ့ဒီဘာကြီးဆိုက်ရကျွန်တော်အစတော့ကျတော့ဒီ audition အတွက်ငှားတာမဟုတ်ဘူး live round အတွက်ပဲလို့ပြောလိုက်တာဒါပေမဲ့နောက်ကျတော့ audition ကဘယ်နေရမှမသိဘူးကျွန်တော်ဝင်ပေးတယ်နောက် စကဂျူးလည်းမပေးဘူးစကဂျူးလည်းမပေးဘူးကျမလည်းလုံးရှိကြိုင်ဖြစ်မဟုတ်ဘူးလေကျမကဒီအပြင်အဆိုပွဲပဲဆိုတာဆိုရင်တော့ကျမလည်းအပြင်ပွဲတွေကန်ဆယ်လုပ်ပြီးလုပ်ပေးလို့ရအခုကကျမဆိုင်းဖွဲ့နေလေကျမဆိုင်းဖွဲ့ကမြို့ပေါ်မှာဆိုလို့ရှိရင်လွန်ခဲ့တဲ့၃နှစ်ကကျမကတပွဲ40လို့ပြောဝင်မယ်အခုကတပွဲ40နဲ့မရတော့ဘူးအဲ့ဆိုတပွဲ80လောက်မှကိုက်တယ်တဝဲ80နဲ့ဝေးဆို320ကျွန်မဆိုင်ဝဲတဝဲဖြစ်ရင်တို့320ပေးမှလားကျွန်မဆိုင်သမားတွေအဲ့တော့မပေးဘူးလေအဲ့တော့ကျွန်မလည်းမြန်မာစတာမှာဆောင်းလောက်ဘူး ဆိုတော့ကျွန်တော်တို့အချင်းချင်းကတောင်းဆိုတော့အခုဒီဗီဒီယိုတင်မယ်ဆိုလို့ရှင်တော့ကျမကိုအတက်နိုင်ဆုံးကာကွယ်ပေးပါဘာဆိုပြန်မုံဝင်ဘက်ကကျမကျမပြောတာကိုအရင်နားမထောင်လားကျမနဲ့ကိုအောင်ကိုနဲ့ပြောတာကိုကိုအောင်ကိုအရင်ကုန်းမှန်ပေးရတယ်နဲ့ကိုအောင်ကိုပြောတာကိုအရင်နားမထောင်လားကိုအောင်ကိုကုန်းမှန်ပေးတာပြန်မုံဝင်ကနားမထောင်ဒါပြန်မုံဝင်ပြစ်ဖို့တာမဟုတ်ဘူး तू တက်ချင်တယ် तू နိုင်ချင်တယ် तू မမှားဘူး ကြိုပြောပြီးသားနော်ပြန်မွေးအောင်လေးလည်းအမမမုန်းဘူးကြိုပြောတာအဲ့တော့သူက तू တက်ချင်စောနဲ့ तू တော့မပါဘူး तू အေးအေးလေးပဲပြောနေတာမဟုတ်မောင်လေးအမလို့ပြောတာနားထောင်နားထောင်မောင်လေးအကို့နေရမပြီးဘူးမောင်လေးကဒါ vibration ကလှအောင်လုပ်တယ်ဆိုမှအမှန်တကယ်လက်တွေမှာမလှနိုင်ဘူးပြောပြတော့ तू ကလုံးဝလက်မခံဘူးအဲ့မှာကိုကပြောရင်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 နဲ့ तू တယောက်ထဲနဲ့နိုင်ဝက်လောက်ကြတယ်အဲ့နေရပြိုင်တဲ့လူတွေအကုန်လုံးတိတယ်နောက်တော့မဟုတ်ဘူးအမတို့ကအဝေးကလာလို့နားလေပြေးရတယ်ဆိုပေမဲ့ အဆင်မပြေတဲ့အခါကျတော့အမလို့လည်းတင်လို့မရအောင်အဲဒီ तू ဗီဒီယိုကိုလေမြန်မာလို့ဆိုတော့အင်္ဂလိပ်လို့ဆိုတာကိုကျွန်တော်တို့ရောတင်လိုက်ရပြိတ္တကအကြံတမျိုးပြောင်းပြီးဆဲအောင်ပါပြိတ္တဆိုကျွန်မပြိတ္တပြောတာမဟုတ်ဘူးเนาะကြီးရှုနေတဲ့ပြိတ္တကိုပြောတာဆိုတော့အဲရှင်းပြီပြီအပြုံးတော့ကလေကျွန်တော်လည်းကိုအောင်ကိုနဲ့ခေါ်တာမဟုတ်ဘူးအင်းအာနောက်ခုကမြန်မာ starting ကခေါ်တာโอเคเนาะ အာဝီရာလင်း WL မနေ့ကကြတော့ဆဲနေပြီးတော့လာမပြောနဲ့โอเคเนาะကျမကတချို့ဆိုပြောတယ် attention လိုချင်လို့ရှောက်ပတ်ရှာပြီးတော့ no 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 ကျမကို request လာလို့တော့အော်ကျမလည်းအော်အာဒါတခုခုပဲပေါ့เนาะကိုလည်းဒါ social ဘဝလည်းပြောင်းမသွားဘူးကိုလည်းရင်းနေနေလောက်ပေးချင်တယ်ဆိုပဲပေါ့ဆိုပြီးတော့အာလောက်လိုက်တာသဘောမျိုးပဲကျမပြန်မဝင်နေပေါ့ neutral neutral ဆိုတာနောက်ပိုင်းပြန်မဝင်နေတိမှာပေါ့เนาะအဲ့တော့ကျမကလည်းကို ပတ်တာကိုပတ်စံရှာနိုင်တယ်ကိုထမိသားစုထမင်းမငတ်အောင်ထားပေးနိုင်တယ် AC ပဲဆိုတော့အဲဆက်မလုပ်တော့တဲ့သဘောပေါ့နော်အဲဆိုကိုလည်းအဲ့ဒီမှာဝင်မဲ့ရက်တွေကပွဲတွေပြတ်သိပ်ထိုးနေအောင်အရင်နှစ်တည်းကကျမကထွက်ရပြီးသားအာဘာပြိုင်ပွဲမှာပြိုင်ရင်ကလေးကကျမတို့ဆိုင်ကနေဘက်မှာနာမည်ရှိတော့ထွက်ရတယ်အဲ့တော့အောက် Okay 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 အဲ့မှာကကျွန်တော်မရှင်းတာသူထွက်ရတဲ့အကြောင်းရင်းကဘာဘာဖြစ်လို့လဲသူမအားလို့ထွက်တာလားဒါမှမဟုတ် သူရဲ့စကားကိုဒီမြန်မာစာအသင်ကနားမထောင်လို့เนาะဒါမှမဟုတ်သူပြောသလိုမြန်မာစာအသင်ကလိုက်မလို့ဘယ်လိုသူမလို့ချင်တော့လားအဲ့ဒါလေးကကျွန်တော်နားမလည်ဘူးဖြစ်နေတယ်အဓိကဖြစ်နေရဟာက မြန်မာစာကရွေးချယ်ချင်တဲ့အဆိုရှင်တယောက်ကို audition တယောက်ကိုသူတို့ကမရွေးချင်ဘူးသူကမရွေးချင်ဘူးသူကမကြိုက်ဘူးเนาะပြီးတော့ သူမကြိုက်တဲ့ origin တယောက်ကိုမြန်မာစတာကကြိုက်တယ်မြန်မာစတာအာအတင်းကမြန်မာစတာအတင်းကကြိုက်တယ်ရွေးချင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့သူတို့ရဲ့သူတို့နေရာကြားမှာသဘောထားတွေလွဲသွားတာပေါ့နော်သဘောထားတွေလွဲသွားတဲ့ခါကျတော့သူကလည်းတည့်တဲ့အချိန်ပဲသူသူ့ဘာသာသူသူ့ဘာသာသူရက်တည်နေတဲ့လူတယောက်ဆိုတော့သူလည်းတီဝိုင်းနဲ့ဗာနဲ့ပေါ့နော်သူလည်းသူ့မှာလည်းသူ့အလုံးနဲ့ခြင်နေဆိုတော့ လူတယောက်ရဲ့ချုပ်ချယ်မှုအောက်မှာအဲ့လိုမနေချင်ဘူးပေါ့နော်ဆိုတော့အဲ့လိုပဲကျွန်တော်မြင်တယ်ဒီလည်းမလို့ဘူးဝင်လည်းမမြင်ဘူးဆိုတော့ပြောချင်တာဒီနေ့ရှင်းတဲ့ပြဿနာကတော့အမ်လိုက်လို့မပြောရဆိုရှားပါတယ်နော်ထပ်ပြောပြီးပြီးရှားတယ်အဲ့ကချင်းပြန်မိုးဝင်မောင်လေးကကျွန်မအဗီဒီယိုထဲမှာမပါလာလို့ညီမတန်တပုတ်အဲအင်္ဂလိပ်ဆောင်တပုတ်อืมအဲနှစ်ပုတ်ပေးဆိုတယ်ပြီးတော့သူ request လုပ်လို့ပေးဆိုတယ်သူကနောက်ပြီးတော့ကျွန်မတို့က audition မှာ အဲ့ဒီနေ့ကဂီတာပေးမတော့ဘူး piano လည်းပေးမတော့ဘူးကျွန်မတို့လည်းမြန်မာပြည်တော့မှအတန်စစ်ခဲ့ရတာ piano တွေပါနေမပါဘူးအဲ့တော့အတန်ကြီး vocal ပဲတီးတတ်အဲ့ဒီနေ့ကပြန်ရတာအကုန်လုံးအဲ့တော့သူကစလာပြန်ကြတဲ့ရ piano နဲ့တောင်းဆိုတာမဟုတ်ဘူးတခြားပြန်ဝင်နေလည်းပေးမပြန်နေတဲ့အတွက်မောင်လေးလည်းအတန်မဲ့အရင်စစ်လိုက်ပါဆိုတော့သူ့ရဲ့ vibration လောက်တာတွေကတကယ်မလှဘူးမလှလို့မလှဘူးပြောတာဒါကိုလက်ခံရမယ် just တယောက်အနေနဲ့ကိုအောင်ကိုကစပြောတယ်အဲမလှဘူးအတန်လောက်တာမလှဘူးလို့ပြောနေတာ ਉਹ သူကလုံးဝလက်မခံဘူးဒါကကျွန်တော်နောက်အောင်လုပ်တယ်ပြောဆိုအဲ့အချိန်မှာနှစ်ယောက်စလုံးကြောင်သွားပြီဟဲ့အကိုဘယ်လိုလုပ်ကြမလဲကျွန်တော်တို့ပြဿနာဖြစ်ပြီးထင်တယ်အကိုကလည်းဝေနီလစ်ထားတာဒါဖြုတ်တာမဟုတ်သေးဘူးလေပြောတော့ तू ကဝေနီလစ်မှာသူကမနေချင်ဘူးအဲ့တော့အင်္ဂလိပ်အချင်းဆိုမယ်အော် okay ဟုတ်ပြီဆိုဆိုအင်္ဂလိပ်အချင်းမှာလည်းထုံးနီးတူပဲအကယ်၍သာကျွန်မတို့တင်လိုက်ရင်လည်းဆဲကြမှာလေမတင်ပြန်တော့လည်းအခုမတင်ဘူးဖြစ်ပြန်အောင်ဗီဒီယိုကလည်းကျွန်မကကျွန်မတို့ကိုမဆဲဆဲအောင်လုပ်ထားတာအောင်နော် တခါတည်းညီမစတားကလည်းကျမတောင်းဆိုထားတာအခုတော်တော်များများ judge တွေကိုကာကွယ်ပေးနော်ဘာလို့ဆိုကျမတို့ဘက်ကစဖောင်းတာမဟုတ်ဘူးကျမတို့ရန်လဲဖြစ်နေတာမဟုတ်ဘူးကျမဘာလို့ဆိုတခြားတယ်မဝင်နေအားနာအောင်မြကြီးနာအဝေးရလာပြီးပြန်ရတာနားလေတယ်ဒါပေမဲ့ရန်ကုန်မှာနေပြီးလာပြန်တာဆက်ယုံစင်းတဲ့လူတွေအလုတ်ဖြတ်တဲ့တဏီကုန်နေစားကတစ်ဖက်ကမြကြီးနာလာပြန်တာအဝေးရလာတာသိတယ်တစ်ဖက်ကနီးနီးလေးဆိုပေမဲ့လည်းအဲနီးနီးလေးကလူတွေကသူတို့နေစားကအပြက်ခံနေအများကြီးဒုက္ခတွေသူတို့တက်စီမောင်းတဲ့လူတွေရှိတယ်တကယ်တော်တဲ့လူတွေကလည်း ရင်နုံနဲ့လည်းထိတွေ့မရှိဘူးတကယ်ဆိုပြသွားတာအရင်ကောင်းတယ်။နော်အဲ့တော့ထပ်ပြောပါမယ်အပြုံးနဲ့ကိစ္စလည်းအပြုံးကိုမတိုက်ခိုက်ဘူးအပြုံးကိုလည်းချစ်ပါလေကျမမမုန်းပါဘူး။အဲနောက်ပြီးတော့အပြုံးကိုလည်းကျမတကယ်မသိခဲ့ပါဘူး။အဲ့ဒီကိစ္စကျမကိုအပြုံးကိုမသိဘူးပြောလို့၆ပေါက်တိလာဆဲရတာလည်းရှိတယ်။နော်လေအပြုံးကိုမသိရတယ်မဲ့ကျမကိုဆဲရမှာလား။ကျမကလူတိုင်းကိုမသိသလိုလူတိုင်းကလည်းကျမကိုသိမှာလား။ ျမလည်းမသိရလို့တပုံကျမလည်းမသိရလို့တပုံကြီးဟုတ်တယ်ဆိုရှယ်ညက်နဲ့ပြောရအောင်လဲအမြတ်ကိုကျမသိရလို့ပြောပြီးပြီအမြတ်ကအရင်တော့နေကဗီရီဆော့လာတာကြာပြီတက်တော့မှာကျင်လာလာကြာပြီဆိုအမြတ်ကိုသိရအပြုံးကိုတော့မသိဘူးမသိဘူးဆိုလည်းမုံချင်းချစ်ချင်းမပါဘူးတကယ်မသိတာနောက်တော့မှအင်အားအမေမေးကြည့်တော့ငါတို့ကပြုံးကိုသိရလေးတဲ့နေမသိလားအမေရဲ့တမိတီတို့ကိုညံ့သွားတယ်တကယ်မသိလိုက်တာဒါပေမဲ့အပြုံးဗီဒီယိုမှာလဲကျမကဟိုအပြုံးဆိုတာဘယ်သူကြီးလဲလို့မေးလိုက်တာတခုမှမပါဘူးဒါပေမဲ့ကိုတကယ်မသိပေမဲ့ ဟာလားအကိုလို့အခုတက်တော့ဆယ်လီလာပြန်มาဒါမှကျွန်မမသိဘူးလို့မြင်မှုသလိုပဲမိတ်ဆက်ပေးပါအောင်အဲ့လိုမျိုးလေးကောင်းမွန်လေးပြောခဲ့တာအဲ့ဒါကိုလာဆိုင်ရတာဟိုရှစ်နော်အဲ့တော့ကျွန်မဘာကြောင့်ဒီလို live လွှင့်ရလဲဆိုရင်ကျွန်မမြန်မာ star ကိုတောင်းမန်နေရဲ့ဂျားတွေကနေအဲ့လိုဗီဒီယိုကိုအထင်လွဲအောင်လို့ထပ်ပြီး edit ပြီးတင်တာကြီးကအရင်ရုပ်ပေါက်လုံးနေညီမ star founder ကိုကြီးကျွန်မမုန်းတော့မုန်းမအောင်ရှင်လို့ဒါပေမဲ့အကိုလိုချင်တဲ့ attention ကျွန်မအခုလဲ live လွှင့်ပြီးပေးလိုက်ပြီမန်နေမို့လားကျွန်တော်ပြောရမန်နေမို့လား နော်။ဒီတော့ဒါပေမဲ့ကောင်းတဲ့ attention တော့မဟုတ်ဘူးအကိုတို့ပြိုင်ပွဲပဲထိခိုက်တာ။အကိုမြန်မာ star ကို quality ညှင့်ကျင်တယ် level ညှင့်ကျင်တယ်ဆိုလို့ရှိရင်အကိုကောင်းတဲ့အရာတွေပဲလုပ်ရမှာလीနော်။အခုအကိုစီမှာတခြားလုံးလုံးပေးတဲ့ကျမနဲ့တောင်အကိုတို့ကတက်ရအောင်မပေါင်းဘူး။အဲ့မှာလေမြန်မာ star ကလည်းအရင်ပဲ attention share တာတိလား attention အရင် share တယ်မြန်မာ star ကကြောက်ရအောင်မယ်ကြောက်ရအောင်မြန်မာစားလေအမျိုးမျိုးအပုံပုံလေးလောက်တာနော်သူတို့ကနော် attention ရမ်းရှာတာသူကတပွဲပြီးတပွဲတယောက်ပြီးတယောက်เนาะ attention ရမ်းရှာတယ်အာတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့သူတို့ attention ရှာတာကလည်းအာအကြောင်းမျိုးမျိုးလည်းရှိမှာပေါ့เนาะအကြောင်းမျိုးမျိုးလည်းရှိမှာပေါ့ဒါပေမဲ့တကယ်ဒီဝေချက်ကြတော့ဒီကျွန်တော်ဒီတိုင်းပြောမယ်ဆိုလို့ရှိရင်သူတို့ရဲ့ video တွေကို view view ဒီတိတ်မကောင်းတော့ဘူးဆိုလို့ရှင်သူတို့ attention ရှာပြီ attention ရှာပြီးတော့เนาะအဲ့မှာ view ဒီတကုံတောင်းကြီးတက်လာเนาะအဲ့လိုပဲကျွန်တော်မြင်တယ်အဖြစ်ပြောရတာမဟုတ်ပါဘူးเนาะမြန်မာ star အဖြစ်ပြောရတာမဟုတ်ပါဘူးမြန်မာ star ကိုကျွန်တော်ရန်ချစ်ပါတယ်เนาะအပြင်မှာတော့ရန်မဖြစ်ဘူးဆိုပေမဲ့အကိုတို့လုပ်တဲ့လုပ်ရကောင်မဟုတ်သေးဘူးเนาะအဲ့တော့ ဟိုအောင်ကိုကိုတော်ကိုတို့စီမှာကြာကြာထိုင်ပါမလားအဲ့ဒီနေရာပြောတယ်အပြုံးဝင်စတင်တော့ညီမရေးတဲ့ကိုတို့ဆဲခါတော့မလားမသိဘူးအပြုံးကတကယ်တော်တယ်စိုးနိုင်တယ်ဒါပေမဲ့နောက်တစ်စိတ်တင်မှာလိုအပ်ချက်တွေအများကြီးရှိတယ်ကျမတို့ကမတင်ချင်ဘူးမတင်ချင်ဆိုတော့ waiting list ကိုထားမှာပေါ့နော်အကယ်၍အဆင်ပြေခဲ့မယ်ဆိုလို့ရှိရင်လည်းအော်တင်မယ်ပေါ့နော်အပြုံးဒါပေမဲ့မပြေသွားဘူးနော်အဲ့တော့လူဆိုတာလည်းတီးခတ်နိုင်စိတ်ကအတိုင်းဒါပဲဒီခါလေးကြာရင်လည်းကို့ဟိုကျမကဒါကိုတီးတီးနဲ့ zoom မိတ်ပြီးဆက်ရှောက်နေရမယ်လူထဲလည်းကျမမပါတော့ဘူးလीနော်အဲ့တော့ ျမမြန်မာစတားကနေ judge အဖြစ်နှုတ်ထွက်ပါတယ်အဲ့ဒီအဲ့ဒီမြေကြီးနာကမောင်လေးပြိုင်မန်းလေးကိုလည်းကျမက audition မလာတော့ဘူးမထိုင်ပြီးတော့ဘူးထွက်တော့မယ်လို့ပြောဒါပေမဲ့သူကလာခိုင်းတယ်လာခိုင်းတော့လာပေးတယ်အတောက်ဒီလုတ်ပေးတဲ့ကြားထဲကနေလဲကျွန်တော်ကိုပြန်ငယ်လားဆိုမငယ်ရောမငယ်တော့ကျွန်တော် live လို့နေရှင်းပါတယ်ဘာကြောင့်ထွက်ရလဲဆိုရင်နံပါတ်1အဲ schedule ကိုကျမကိုတိကျမပေးဘူး ကျွန်မလည်းအားရနေရလို့မဟုတ်ဘူး schedule ကိုနောက်ပြီးတော့အခုပြောင်းပြီးတော့တော်ကြာမဟုတ်တော့ပြန်ပြောရဲနောက်ပြီး UD ရက်တွေမရှိဘူးပြောရင်နောက်ရက်တွေရှိလာတယ်အဲ့တော့ကျွန်မသွားလာရတာတွေကအဆင်မပြေဘူးကျွန်မပတ်စံတွေကသူများထက်နှစ်ဆသုံးဆကုန်ပါတယ်အဲနောက်တစ်ခုကအဲ့ဒီပြန်ပွဲဝင်တဲ့ပတ်သက်တဲ့ video ကျွန်မတို့နှစ်ပုတ်ပေးဆိုရဲဆိုတာကိုအကိုထည့်ပေးပါနောက်သူကဘာပြောလဲဆိုတော့ညီမတို့ကိုလည်းဒီတက်မကတော့ရန်ဖြစ်စေချင်တာတော့ဝိုး white အထက်တောင်ရန်ဖြစ်စေချင်တာဆိုမဖြစ်ပါဘူးမဖြစ်ပါဘူးဒါပေမဲ့ကိုကတော့ပြောတယ်မဟုတ်ဘူးလေအဝေးရလာတာမှန်ပေမဲ့တကူးတကာကြီးအဝေးရလာတာမဟုတ်လို့တင်ပေးရမယ်လို့မရှိဘူးလေအကယ်သူ့ဗီဒီယိုနှစ်ပုတ်စလုံးတင်ခဲ့ရင်ကျမတို့အစိုက်ခါမှာတင်နေဆိုပြီးတော့လေဒီလားလိုအပ်ချက်တွေရှိသေးတယ်အောင်တင်နေဆိုပြီးအကြံတစ်မျိုးတစ်ပုံဆဲကြမယ်ဟိုကအင်္ဂလိပ်သင်းတစ်ပုတ်ထဲတင်လိုက်တော့ကျမတို့ကနှစ်ပုတ်ပေးမစိုးဘူးလဲဖြစ်သွားရောအဲအဲ့လိုပဲလူတွေကလူတွေကအဲ့လိုပဲ ူတွေချိနေတယ်ဆိုတာမရှိဘူး။နော်တမျိုးပြီးတမျိုး။ဆိုတော့ okay ဘာပဲဖြစ်ဖြစ်ဒီအမမဆိုဘောနော်မဆိုဒီမြန်မာစတာတိုင်းလူကြီးနဲ့သူကနှုတ်ထွက်လိုက်ပြီးဆိုတော့အကြောင်းကိုသူကလာပြောတော့တာဖြစ်ပါတယ်ဗောနော်။ဆိုတော့ဟုတ်ပြီဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်သူကမှလည်းအာတားရဲမွေပန်းခြင်းမှုဗောနော်။ဆိုတော့သူတို့နေရာနဲ့သူတို့မှနေပါတယ်။ โอเคဘာပဲဖြစ်ကျွန်တော်အဲ့ဒါဟာတာနေနဲ့ပြောတာပေါ့เนาะဆိုတော့ဒီအမိုင်းနှုတ်ထွက်ရတဲ့အကြောင်းရင်းကအခုသူပြောတယ်လို့ဘာပဲပေါ့เนาะဆိုတော့ဟုတ်ပြီဒီဗီဒီယိုတော့ကျွန်တော်ဒီလောက်နဲ့ပဲရပ်တမ်းမယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆက်တွေ့ကြမယ်အားလုံးပဲဘိုင်ဘိုင်